ခုနောက်ပိုင်းနေ့တွေမှာအများဆုံးတွေ့နေရတာအရွယ်မရောက်သေးတဲ့မိန်းကလေးတွေကိုအာမပြုတ်ကျင်တဲ့ case တွေအများဆုံးတွေ့ရတယ်ပေါ့အဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့စီမှာလုံခြုံတဲ့ဟိုဟို security ကမရှိဘူး security မရှိတော့ခါကျတော့ဒီမိန်းကလေးတွေကအဲ့လိုမျိုးဘယ်လိုပြောမလဲအကြမ်းဖက်မှုကိုအမြဲတမ်းခံရရပေါ့ အခုလက်ရှိဖြစ်နေတဲ့ဒီမရိမှုတွေပေါ့နော်အထူးသဖြင့်ဒီကလေးအသက်မပြည့်သေးတဲ့ကလေးတငယ်တွေရဲ့ဒီအဲ့လိုမျိုးမရိမှုတွေကျွန်တော်ကြားတဲ့ဟာစိတ်လည်းမကောင်းပါဘူးဒီလိုကိစ္စမျိုးတွေကအဓိကပညာရေးနဲ့လည်းပတ်သက်ပါတယ်ပြီးတော့တရားဥပဒေနဲ့လည်းပတ်သက်ပါတယ်မင်းကလေးတယောက်နေပဲပြောရမှာဆိုလို့မင်းပြန်သမားတယောက်နေလည်းမဟုတ်ဘူးမင်းကလေးတယောက်နေလည်းဆိုလို့ရှိရင်ဒီကဘာလို့ပြောတာ မကောင်းပါဘူး။ငောင်းတဲ့ပြင်မင်းကလေးတွေအတွက်လည်းရမ်းအနေရှိပါတယ်။ဆိုရှင်နဲ့အောက်တော့တကယ်တော့ဒီများနိုင်ငံတွေမှာဆိုရှင်နဲ့ဆက်ရှင်ဆက်ရှင်နဲ့အောက်ကလူကြီးတွေဆိုပြီးငောင်းနိုင်ငံမှာကြတော့တကယ်ကိုကလေးတွေလိုမျိုးဖြစ်နေရဲ့ပေါ့နော်။ဒီမိဘတွေရဲ့အယုံလွယ်မှုပေါ့เนาะမိဘတွေကိုပြောရမယ်ဆိုလို့ရှိရင် အဲ့အယုံလွယ်မှုဆိုတာလဲကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအခြေအနေနဲ့သွားပြီးတော့မှဆက်ဆက်နေရတွေ့ရတယ်မိဘတွေကိုရန်ကိုကအဖေရောအမေရောမအားဘူးတနေ့လုံးဟိုသွားလာလှုပ်ရှားပြီးတော့မှစီးပွားရှာနေရတယ်အဲ့ခါကျတော့အိမ်နီးနာချင်းနေနဲ့သွားပြီးတော့မှကျွန်တော်တို့အပ်ခဲ့ရတယ်နောက်တစ်ချက်ကကျတော့ဒီအိမ်နီးနာချင်းတွေကိုကျွန်တော်တို့အနေနဲ့ယုံကြည်ရလားမယုံကြည်ရလားဆိုတာကိုစဉ်းစားဖို့အတွက်မိဘတွေကိုရန်မှာလဲဒီပညာရေးနောက်ခံအားနည်းတယ်နောက်တစ်ခုကကျတော့ဒီကလေးတွေကိုဒီနိုင်ငံရေးအရာကြည့်ရမယ်ဆိုလို့ရှိရင်ဒီကလေးတွေကိုစောင့်ရှောက်ပေးမယ် ီဌာနမျိုးနေကလေးနေဌာနလိုမျိုးလဲကျမတို့ရှင်မှာမရှိနေကျွန်တော်တရားဥပဒေကိုဒီထက်ပိုပြီးတော့ထိကြခိုင်မာတဲ့အပြစ်ပေးမှုတွေပြီးတော့ပညာပေးမှုတွေပြီးတော့လူတွေကို educate ဖြစ်ဖို့တွေလဲကျွန်တော်တို့အများကြီးလုပ်ပေးဖို့လိုအပ်တယ်လို့ထင်ပါတယ်အဲ့ဒီခါကြလို့ရှင်တော့ဒါတွေဟာတစ်ပြေးနဲ့ပပျောက်သွားနိုင်ပါတယ် ဟိုနှမချင်းမိမချင်းနေချင်းစာနာမယ်ဆိုလို့ရှင်ဆံမျိုးတွေမဖြစ်တင်ဘူးလို့ရှင်ပါတယ်မဖြစ်တင်အောင်လဲအားလုံးဝိုင်းဝန်းပြီးတော့ကာကွယ်ဆောက်ရှောက်ပါဟိုခုလိုမျိုးကိုဆောက်ရှောက်ပါဟုတ်ပါဘူးသူများလည်းဆောက်ရှောက်ပါဘောနော် คลีတယောက်ကိုဒီကိုမသိတဲ့ဒဇိန်နဲ့ထားခဲ့တင်လားမထားခဲ့တင်ဘူးလားคลีဘယ်ရွယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့မထားခဲ့တင်ဘူးလဲဆိုတော့ပညာပေးမှုတွေများများလုပ်နိုင်နေဆိုရင်လည်းကျွန်တော်တို့ကာကွယ်တားဆီးနိုင်မှာလို့ထင်ပါတယ်အဓိကကတော့ကာကွယ်တားဖြစ်မှကျွန်တော်တို့အရေးယူတာကလည်းတပိုင်းပေါ့နော်ဒါကတော့ထိထိရောက်အရေးယူရမယ်မဖြစ်ခင်ဘလို့ကာကွယ်တားဆီးရမယ်ဆိုတာကျွန်တော်တို့တွေအနေနဲ့ပြန်ပြန်နှံ့နှံ့နဲ့ပေါ့နော်ဒီလူတို့ကြားထဲမှာအထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီရုံးကန်နေရတဲ့လူလူလူတို့တွေထဲမှာသိနိုင်နေဆိုရင်တော့အကောင်းဆုံးပဲလို့ကျွန်မထင်ပါတယ်ရှင့်